2025ခုနှစ်မေလ16ရက်နေ့ကနေ25ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။ယခုတစ်ပတ်အတွင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုဘက်မှလေပြင်းရဲနဲ့ရဝန်းတစ်ချိန်ဖြစ်ပေါ်နိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်နီပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးမကွေးတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။ အချို့ဒေသတွေမှာတော့နေရာကွက်၍မူကြီးနိုင်ပါတယ်။မုတ်တုံမိုးတေဆောင်လာတဲ့လေဝေလှိုင်းများနဲ့ဘင်္ဂလားပင်လယ်အော်အတွင်းလေပြင်းများနဲ့မြောင်တန်းကြောင်းလေပြင်းတိုက်ခတ်ခြင်း၊မိုးတိမ်တောင်ကြီးများဖြစ်ပေါ်တဲ့ခြင်း၊နေရာကွက်၍မူကြီးခြင်း၊ရုတ်တရက်ရေလွှမ်းမှုခြင်း၊မိုးသီးများကြွေကြခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်အထူးဂရုစိုက်ကြရန်လိုအပ်ပါတယ်။အထူးသဖြင့်ငလျင်ဘေးတင်ဒေသများတွင်မုတ်တုံမိုးကြောင့်မြေကျွန်ကျခြင်းမြေပြိုခြင်းနှင့်ရိုင်နေနေတဲ့အဆောက်အဦများပြိုကျခြင်းများဖြစ်ပေါ်နိုင်ပါသည်။ နေ့အပူချိန်များမှာတော့မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။နေ့လိုက်တစ်ပတ်စာမိုးလေဝသအခြေအနေများကိုဆက်လက်တင်ပြသွားပါမယ်။မေလ19ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ဘက်မှာမုတ်တုံလီအားအသင့်တင့်ရှိနိုင်ပြီးတိမ်အသင့်တင့်မှတိမ်ထူတတ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မုတ်တမကွေးနဲ့မြို့ဝကျွန်းပေါ်ဒေသတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေ တနာယီကို15မိုင်ကနေ25မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင်မှလှိုင်းကြီးနိုင်ပါတယ်။ မိုးအချိန်တွေမှာတော့နေပြီးတော့စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မုံပြည်နယ်တို့ဘက်မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပြီးမကွေးတိုင်းဘက်မှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်နေပူချိန်များမှာတော့မြန်မာနိုင်ငံတော်ဝန်လုံးတွင်ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ် မေလ20ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုဘတ်မှာမုတ်တုံလေအားအသင့်တင်ရှိနိုင်ပြီးတိမ်အသင့်တင်မှတိမ်ထူတတ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်း၊ရခိုင်ကမ်းရိုးတန်း၊မုတ်တမကွေးနဲ့မြဝကျွန်းပေါ်ဒေသတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကို25မိုင်ကနေ25မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင်မှလှိုင်းကြည့်နိုင်ပါတယ်။ မိုးအချိန်ဒီမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပါတယ်။ရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ဘက်မှာနေရာကျဲကျဲမိုးတချုံရွာနိုင်ပြီး AR တိုင်းနဲ့မကွေးတိုင်းတို့ဘက်မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။နေပူချိန်များမှာတော့မြန်မာနိုင်ငံတော်ဟလုံးတွင် ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။ မေလ22ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ဘက်မှာမုတ်တုံလီအားအသင့်တင်ရှိနိုင်ပြီးတိမ်အသင့်တက်မှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမုတ်တမကွေးနဲ့မြဝကျွန်းပေါ်ဒေသတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကို25မိုင်ကနေ25မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တက်မှလှိုင်းကြီးနိုင်ပါတယ်။ မိုးအချိန်တွေမှာတော့နေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မိုးတစ်ချုံရွာနိုင်ပါတယ်။အေရဝတီတိုင်းပဲခူးတိုင်းနဲ့ဂရင်းနီပြည်နယ်တို့ဘက်မှာနေရာကျဲကျဲမိုးတစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းနဲ့မကွေးတိုင်းတို့ဘက်မှာနေရာကွက်ကြားမိုးတစ်ချုံရွာနိုင်ပါတယ်။နေပူချိန်များမှာတော့မြန်မာနိုင်ငံတဝန်းလုံးတွင်ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။ မေလ22ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုဘတ်မှာမုတ်တုံလီအားအသင့်တင်ရှိနိုင်ပြီးတိမ်အသင့်တင်မှတိမ်ထူတတ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကန်ယိုရန်ရခိုင်ကန်ယိုရန်မုတ်တမကွေးနဲ့မြို့ဝကျွန်းပေါ်ဒေသတို့ဘက်မှာလီဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကို25မိုင်ကနေ25မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအသင့်တင်မှလိုင်းကြီးနိုင်ပါတယ်။ မိုးအခြေအနေမှာတော့နေပြည်တော်မန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာအနှံ့ပြားမိုးတချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်း AR တိုင်းနဲ့ကချင်ပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းနဲ့မကွေးတိုင်းတို့ဘက်မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။နေပူချိန်များမှာတော့မြန်မာနိုင်ငံတော်ဝန်လုံးတွင် ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။ မေလ23ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ဘက်မှမုတ်တုံလီအားအသင့်တင်ရှိနိုင်ပြီးတိမ်သင့်တင့်မှတိမ်ထူတတ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမုတ်တမကွေးနဲ့မြဝကျွန်းပေါ်ဒေသတို့ဘက်မှလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကို25မိုင်ကနေ25မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင့်မှလိုင်းကြီးနိုင်ပါတယ်။ ။ဘိုးချင်းနေမှာတော့နေပြည်တော်မန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးတိုက်ချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်းအေရဝတီတိုင်းရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မိုးတိုက်ချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းနဲ့မကွေးတိုင်းတို့ဘက်မှနေရာကွက်ကြားမိုးတိုက်ချုံရွာနိုင်ပါတယ်။နေပူချိန်များမှာတော့မြန်မာနိုင်ငံတော်ဝန်လုံးတွင်ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။ မေလ24ရက်နေ့အတွက်မိုးလေဝသကမ္ဘာ့ချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာမုတ်တုံလေအားအသင့်တင်ရှိနိုင်ပြီးတိမ်အသင့်တင်မှတိမ်ထူတတ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမုတ်တမောက်ကွေးနဲ့မြဝကျွန်းပေါ်ဒေသရုပတ်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနါယီကို25မိုင်ကနေ25မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင်မှလှိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်း ဧရာဝတီတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ဂရင်းနီပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးတချုံရွာနိုင်ပြီးမကွေးတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပါတယ်။အချို့ဒေသတွေမှာတော့နေရာကွက်၍မိုးကြီးနိုင်ပါတယ်။နေပူချိန်များမှာတော့မြန်မာနိုင်ငံတော်ဝန်လုံးတွင်ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။ မေလ25ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုဘတ်မှာမုတ်တုံလေအားအသင့်တင်ရှိနိုင်ပြီးတိမ်အသင့်တင်မှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္လာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမုတ်တမခွေးနဲ့မြို့ဝကျွန်းပေါ်ဒေသတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္လာရီကို25မိုင်ကနေ25မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင်မှလှိုင်းကြီးနိုင်ပါတယ်။မိုးချီနေမှာတော့မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်နေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးတိကျုံရွာနိုင်ပါတယ်။ အချို့ဒေသများတွင်နေရာကွက်၍မူကြီးနိုင်ပါသည်နေပူချိန်များမှာတော့မြန်မာနိုင်ငံတော်ဝန်လုံးတွင်ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါ रे ခမညာ